ောက်မှာကတော့ popular ကတော့ light လာမှာပဲပေါ့နော်အဓိကကတော့ကိုအောင်မြင်တယ်ကိုတကယ်ချစ်တဲ့သူခိုင်ခိုင်မာမာရှိပြီဆိုတာ ਨੇ ပရိသတ်ချစ်နေရပြီအဲ့လိုမျိုးစိတ်အောင်အားပေးကြရစိတ်အောင်ကိုချစ်ပေးကြရစိတ်အောင် positive အဲ့လိုမျိုးပြောပေးကြရပေါ့နော်အဲ့လိုလေးရှိနေရတယ်စိတ်အတွက်ပညာအလုံးမမဟုတ်ဘယ်လုံးမဆိုဆိုးတဲ့သူနဲ့ကောင်းတဲ့သူနဲ့ရှိရပါဘောနော်ဆရာဒီလုံးမမဟုတ်အဲ့လိုငငယ်တုံးကအဲ့လိုမျိုးပေါ့ ံစားရလားဆိုတော့ခံစားရပါတယ်မတူဘောเนาะကေရီယန်ကိုစလာပြောဆိုရဒါမဲ့စလာကဒီကင်မရာရှေ့မှာဒီ perform လုပ်နေရရင်စလာစိတ်က enjoying ဖြစ်နေရပါဘောเนาะအဲ့လိုဆိုတော့ဘယ်ဟာလေးပဲလုလုရလုရပါအတက်နိုင်ဆုံးအကောင်းဆုံးလုပ်သွားမှာပါဘောเนาะဟုတ် update လေးလား update လေးကလာမယ်အကြီးရှိရအကြီးရှိရဒီလိုမျိုးဒီကြိုင်နေပွဲလိုပဲဟိုဘာမှမတူမှာအဲ့လောက်မပြောဘဲဒီလိုမျိုးချပြသွားဆိုတော့ပဲဒီဘက်အေးရုပ်ရှင် ဒီ production နဲ့ပတ်သက်ပြီးတော့ဒါလုပ်ဖို့အတွက် project နည်းနည်းကြီးကြီးလေးတစ်ခုရှိရယ်ပေါ့နော်အဲ့လေးကတော့ secret ပါဟုတ်တယ်ဟုတ်တယ်ပြန်ပြီးတော့ဟုတ်တယ်ဟဲ့တော့ပြန်နော်နော်ဒါပဲလုပ်လို့လုပ်လို့ပေါ့နော်ကိုလုံးလေဆိုတဲ့အရာကြီးဂျိုးပြီးတော့ချမှတ် ဲ့လိုလည်းမဟုတ်ဘူးဘယ်လိုပြောရမလဲကိုကဒီဟာလေးလုံမယ်ဆိုရင်အဲ့လိုမျိုးရတောက်ရှောက်ရင်မပြောချင်ဘူးကိုကတကယ်လုံလုံပြီဆိုတော့မှချပြလိုက်တာမဟုတ်လားအဲ့အဲ့တခုလည်းကောင်းတယ်တခုလည်းမကောင်းအဲ့လိုဖြစ်နေရပါဘောနောက်ပိုင်းကျရင်တော့အများကြီးပြန်ချပြမှာပါအခုက confirm မဖြစ်သေးလို့ပေါ့နော် confirm ဖြစ်ရင်တော့ပြောပြမှာပါဟုတ်ကောင်းတာနဲ့မကောင်းတာကောင်းတာမကောင်းတာကကြတော့မပြောပြပဲနေတိုင်းဒုံဒုံဒုံချပြသွားတော့တည့်ရဲ့သူကနောက်ကျပြီးတော့အဲ့လိုမျိုးပေါ့နော်ဟိုအဲ့လိုမျိုးအပီးဘူကနည်းနည်းနောက်ကျသွားလို့ဖြစ်တာပေါ့နော်။ကောင်းတာကတော့ ဟာငနေဟင်ငနေအဲ့လိုမျိုးလေးဖြစ်သွားပါတော့နော်ဟုတ်ဟုတ်တယ်ငငယ်တည်းอ่ะငငယ်တည်းอ่ะဆီလာကငငယ်လေးတွေက charge တက်တယ်လေ charge တက်တော့ charge မှာအဲ့လိုမျိုးဒီ worship sound တွေကိုဒီ dance လောက်ရတာတချင်းဆိုရတာကရတာအရန်ကြိုက်တယ်ပေါ့နော်အဲ့လိုဆိုတာနေတဖြည်းဖြည်းနဲ့အော်ငါဒီဟာကိုလှုပ်ချင်တာပဲငါဒီဟာကိုဆက်သွားချင်တယ်ပေါ့နော်အဲ့လိုမျိုးလေးဟုတ်တိလာပါတဖြည်းဖြည်း body လာအဲဆီလာပြောလို့ပဲဆီလာ drive မယ်လို့စဉ်းစားထားတဲ့ဟာရှိရင်တော့ changes လုပ်မှာပေါ့နော်အခုကတော့ခဏလေးပြန်လာနေရပေါ့ရုပ်ရှင်ဘက်ကိုနည်းနည်းလေးပြန်သွားနေရဟုတ်ရွေးကိုင်းနေရတော့อืมဘောလုံးတော့ပြီးစဉ်းစားတာအင်းမောအင်းမောကမ်ဘက်ကမ်ဘက်ပြောရပေါ့နော်ကမ်ဘက်လောက်ပေးဖို့ပြောကြစီလာရှင်းတော့စဉ်းစားနေပါတယ်စီလာဘက်က perfect မဖြစ်သေးလို့ပါ perfect ဖြစ်ပြီဆိုတော့ねကမ်ဘက်ဖြစ်ပါတယ်ဟုတ်အတိကလေးစီလာအဲ့လိုမျိုး အဲ့လိုမျိုးနမဲကြီးတာအဲ့လိုမျိုးပေါ့နော်နေရရပုရစလာပရိသတ်ချစ်တဲ့အမှုပညာရှင်ဖြစ်နေတာစီလာဘဲအလုပ်လေးပဲလုပ်လို့ပေါ့နော်ပရိသတ်ချစ်နေရပြီအဲ့လိုမျိုးစီလာကိုအားပေးကြရစီလာကိုချစ်ပေးကြရစီလာကို positive အဲ့လိုမျိုးပြောပေးကြရပေါ့နော်အဲ့လိုလေးရှိနေရတယ်စီလာအတွက်လူဒီတိတန့်လေးစီလာစီလာရဲ့ဒီ တီးတန့်ဖြစ်တည်မှုလေးပေါ့နော်လူလေးအားပေးနေတဲ့သူလေးရှိလားရှိရှိတဲ့သူအဲ့လိုပေါ့နော်ပိတ်သက်ချစ်တဲ့စီလာလေးဖြစ်ချင်တာပေါ့နော်အဓိကဟုတ်အဲ့လိုမျိုးဖယ်လုပ်လေးပဲမဆိုပေါ့နော်ဒါကလည်းလူတွေချစ်ဖို့ဆိုတာလည်းလုပ်ယူလို့ရတဲ့အရာတစ်ခုတော့မဟုတ်ဘူးပေါ့နော်အဲကြောင့်စီလာရှေ့လျှောက်တော့အကောင်းဆုံးကြိုးစားသွားမှာပါဟုတ်အောင်မြင်မှုရဲ့နောက်မှာတော့ popular ကတော့လိုက်လာမှာပဲပေါ့နော်အဓိကကတော့ကိုအောင်မြင်နေကိုကိုတကယ်ချစ်တဲ့သူခိုင်ခိုင်မာမာရှိပြီဆိုတာနဲ့တော့အောင်မြင်မှုကတော့နောက်ကလိုက်လာမယ်လို့ရစီလာထင်ပါတယ်ဟုတ် အမှုပညာအလုံးမမဟုတ်ဘယ်လုံးမဆိုဆိုးတဲ့သူနဲ့ကောင်းတဲ့သူနဲ့ရှိရပါဘောနော်ဆရာဒီလုံးမမဟုတ်အဲ့လိုငငယ်တုံးကအဲ့လိုမျိုးပေါ့နော်ကောင်းတာပြောရတဲ့သူကမကောင်းတာပြောရတဲ့သူရောရှိရပါဘောနော်ဘယ်ဘယ် life မှာပဲဖြစ်ဖြစ်အဲ့ဒါကြီးကတော့ရှိမှာပဲဘောနော်ဒါပေမဲ့ကိုကကိုကအဲ့ပုံမှာဘယ်လိုတုံ့ပြန်လဲပုံမှာမူတည်မဲ့ထင်ပါတယ်ဆရာကတော့ အေးစစေးလေးပဲပေါ့နော်ဟိုအကြံပေးရသူဆိုလို့ရှိရင်ဆီလာလက်ခံလိုက်တယ်ဆီလာကိုကောင်းတာပြောပြောရသူလေးပေါ့နော်ရှိရင်လည်းဆီလာလက်ခံလိုက်တယ်ဒါပေမဲ့အဲ့လိုမျိုးမုန်းတဲ့သူအဲ့လိုမျိုးဆီလာကိုမကောင်းတာပြောရသူကြဆီလာလည်းသူတို့ပြောရလေတော့အော်အဲ့လိုမျိုးဒီလိုမျိုးစတာအရင်ခံစားတတ်တဲ့သူတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးအကြံဉာဏ်တကယ်ပေးရဆိုရင်တော့စတာနားထောင်လိုက်တယ်ပေါ့နော်ဟုတ်ဒါပေမဲ့ နည်းနည်းပါပါဘောဒီရာကိုလုံမယ်ဆိုရဲစဉ်းစားဒီအနုပညာလိုလုံမယ်ဆိုရဲစဉ်းစားလိုက်တဲ့သူတိုင်းကတော့ဒီကောင်းတာကိုဆိုးတာရောပြောတာကိုလက်ခံနိုင်တဲ့သူတွေဖြစ်မယ်လို့ရောဆီလာထင်ပါတယ်ဟုတ်